ကောင်စီကိုလွှတ်ပြောင်းပေးတဲ့အနေထားကလည်းမတူပြန်ဘူးဗျ။ဟုတ်ကဲ့။ဟိုမှာကလာရှိုးပေးတယ်ဆိုလာရှိုးမြို့ဝင်ခိရဲ့အပြင်မဲ့မှာကျွန်တော်တို့ MND ကဝိုင်းထားတာဗျ။ဟုတ်ကဲ့။နေဒီဘက်လည်းဝိုင်းထားတာ။အခုအားကပြန်နယ်လီကကြတော့သူကဒီစတော့စစ်တပ်ကိုပြန်နယ်လီယူနီဖောင်းတွေပေးဖို့ပြီးတော့တော်တွင်းလာတာ။တော်လိုင်းရင်အားစုတရရဲ့ဂုံတိတ်ခါနဲ့မကြိုက်ကြဘူး။ဆိုတော့က လူလူလားလားကိုနော် DNL ကလိုက်လျောလိုက်တာဖြစ်တယ် MND လို့ပြန် ပြီးတော့ကျွန်တော်တို့အဲတုံ့ပြန်တာပြန်ပြီးတော့တားဆီးထားတာဘာမှမရှိဘူးရအဲ့ဒါကြောင့်တိကျအောင်ပေးရတာချင်းတူတူ DNL ရဲ့အနေထားကနိုင်ငံရေးရာဂုဏ်သိက္ခာတော်တော်ကြတယ်ကျွန်တော်တို့တော်လိုင်းရေးဖွဲ့စည်းတရားရဲ့လောက်ရနေမတူဘူး ရပါအောင်တော်လိုက်ရင်တခါတည်းတော်လိုက်ရင်နောက်ခေါင်းဆောင်နဲ့အလုံးမသိမချင်မှတာပါခင်ဗျားတို့စဉ်းစားပါမလို့ခင်ဦးဆောင်တယ်လှုပ်ပြီးတော့မှစောက်တော်လဲဆုံးခဲ့ချက်တွေအများဒုက္ခရောက်မှာတွေလှုပ်ပြီးပြီးမှတော့အောင်းမနန်နဲ့ပြောင်းဆောင်ပြီးမှလို့ပဲပြောချင်တယ်နော်သိကြပါရဲအလောင်းမင်းဘာမှစဉ်းရင်ပြေးလို့မရဘူးမင်းအွန်လိုင်းကခွင့်ရလို့ပြင်းရင်အရင်ပြင်းမယ်မပြင်းရင်ငါတို့တော်လိုက်ရင်အောင်းပြီးရတဲ့နေ့ပြည်သူမျက်နှာမကြည့်တဲ့လက်နက်ကင်အဖွဲ့တွေအကုန်ပြင်းရှင်းမှာတော့လုံးဝတရားကင်တော့ချိန်သေးတယ် promise နော် NUG ရဲ့အထွေထွေထိုးစစ်ကိုမျော်လင့်မနေပဲနဲ့ NUG အောက်မှာရှိနေတဲ့အင်အားစုတွေနဲ့ပူးပေါင်းနိုင်ဖို့အတွက်ကြိုးပမ်းဖို့လိုတဲ့လူယူဆပါ အဲ့လိုမလုပ်နိုင်လို့ရှိရင်ကျွန်တော်တို့အဲနွေဦးဒေါ်လာကြီးဟာတော့ဒီအနေနဲ့ကျွန်တော်တို့ကြုံရတော့မယ်အနေထားဖြစ်ပါတယ်အဲ့ဒီအနေထားကိုကဲတင်မှုဟိုကျွန်တော်တို့ဟုတ်ဟုတ်ညာဒေတာမှရှိနေညော်လင်းညက်ဘသူတွေကဘယ်လိုကုန်းဆုံပြီးလုပ်ကြမယ်ဆိုတော့ပုံပွဲလေးလေးကျွန်တော်တို့နိုင်ပြီးဆွေးနွေးတင်ပါတယ်အားလုံးပဲမင်္ဂလာပါမိုးကုတ်နဲ့မိုးမိတ်မျိုးကိုလက်လွတ်လိုက်ရတဲ့အတွက် KNLA ရဲ့ဗိုလ်ချုပ်တားဖုံးကျော်ကတောင်းပန်လိုက်ပါပြီသူ့ရဲ့လူမှုကွန်ရက်ကနေ အนูညွတ်တောင်းပန်ပါတယ်လို့ဖော်ပြခဲ့ပြီးအကြောင်းရင်းကတော့ဂျီနဲ့ငွေကြေးမလုံလောက်မှုအင်အားလျော့နေမှုကြောင့်ဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။ဒီကောင်းဆောင်မှုဆုံးဖြတ်ချက်ဟာတော်လန်ရေးရဲ့လမ်းကြောင်းအပေါ်ဘလို့အကျိုးဆက်တွေတည်ဆောင်လာမလဲ။တောင်းပန်လို့ရတဲ့အရာမဟုတ်ဘူးဆိုပြီးဝေဖန်ခဲ့တဲ့ရဲဘော်မိုးနမ်မင်းရဲ့တရော်မှုနဲ့ဆရာဦးတန်းစိုးနိုင်ရဲ့ဂုံတိတ်ခါဆိုင်ရာတုံးသက်ချက်တွေကိုအားလုံးစင်ကျင်တုံးသက်နိုင်မှုအယုတ်တန်ကိုတင်ဆက်လိုက်ပါတယ်။အေးရတော့ဘုံဘုံမှာရောမုံမိတ်မှာရောနော်ကျွန်တော်တို့ စစ်တပ်ကဝင်ရောက်နေရာကြီးပါပြီးပါပြီအဲတော့အဲ့လိုဖြစ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီကိစ္စကိုဘယ်လိုကက်ဖြတ်မလဲဆိုတဲ့အခါကျွန်တော်တို့ကဒီတရုတ်ရဲ့ဖိအားကြောင့်လို့ပြောတဲ့အခါမှာတရုတ်ရဲ့ဖိအားကြောင့်ကိုယ်တိုင်မြင်ပေးလိုက်ရတဲ့အချိန်မှာကျွန်တော်တို့စိတ်ထိခိုက်စရာအကောင်းဆုံးကတော့ကျွန်တော်တို့လာရှုပ်ဖြစ်ဖြစ်ပါတို့တော့လာရှုပ်ကသူ့မူနဲ့သူသူ့ကြက်တဲ့ကြောင့်သူ့သူ့ကြက်တဲ့ကတော်တော်ကြီးကြီးပဲ။ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့ဖိအားကသူ့အနေမြင်ချင်းကတ်နေတာ။ ကျွန်တော် DNL နဲ့မတူပါဘူးဗျ DNL ကနေစက်နဲ့ဝကြီးပါနောက်ပြီးတော့ဒီစစ်ကောင်စီကိုလွတ်ပြောင်းပေးတဲ့အနေထားကလည်းမတူပြန်ဘူးဗျဟုတ်ဟိုမှာကလာရှိုးပေးတယ်ဆိုလာရှိုးမြို့ဝင်ဒိတ်ရဲ့အပြင်မဲ့မှာကျွန်တော်တို့ MND ကဝိုင်းထားတယ်နေဒီဘက်လည်းဝိုင်းထားတာအခုကက DNL ကကြတော့သူကဒီစတော့စစ်တပ်ကို DNL uniform နေ ပြီးဖို့ပြီးတော့သွတ်သွင်းလာတာဒေါ်လာရင်းအင်အားစုတက်ရရဲ့ဂုံသိက္ခာနဲ့မကိုက်တည်ဘူးဆိုတာကဟိုဟာလူလူလားလားကိုနော် DNL ကလိုက်လျောလိုက်တာဖြစ်တယ် MND လို့ပြန်ပြီးတော့ကျွန်တော်တို့အဲတုံ့ပြန်တာပြန်ပြီးတော့တားဆီးထားတာဘာမှမရှိဘူးကအဲတော့တယောက်ကြောင့်ပေးရတာချင်းတူတယ် DNL ရဲ့အနေထားကနိုင်ငံရေးရာဂုံသိက္ခာတော်တော်ကြတယ်ကျွန်တော်ဒေါ်လာရင်းဖွဲ့စည်းတက်ရရဲ့လိုအပ်နေမတူဘူးနောက်ဆက်ပြောစရာလည်းရှိပါသေးတယ်ဘာလဲဆိုတော့ တကယ်ကမိုးဘုံဘုံမိဒေတာဆိုတာမန္လေး PDF နဲ့လက်တွဲပြီးတက်ဖို့ကိုညားတဲ့နေရာဟုတ်ကဲ့ဟောအဲ့တော့ခုမန္လေး PDF နဲ့ပတ်သက်တဲ့အဲအဲကိစ္စမှာဘုဘကကနေခေါ်မယ်မခေါ်ဘူးဆိုတာကိုညှိနှိုင်းဆွေးနွေးမှုလည်းမရှိဘူးဘယ်လိုကျွန်တော်တို့အပေးယူလုပ်ကြမှာလဲဆိုလိုတာကကိုယ့်ရဲ့တော်လိုင်းရေးပါမိတ်ကမန္လေး PDF ပြဒီအင်အားစုတွေကိုနော်ဟိုဒီအင်အားစုတွေကိုအကာအကွယ်ပေးတာနော်နော်လက်နဲ့ခင်ရမိကြောက်ကူညီပေးတာအဲ့ဒါတွေဘာမှမရှိဘူးညာအဲ့တော့ဟောရှေ့စိုးရတဲ့လိုက်လိုက်လျော်လျော် စိတ်ရောကိုယ်ကပူပေါင်းတဲ့လက္ခဏာတွေ့ရတဲ့အတွက်နော် TNL ရဲ့လှုပ်ရက်ကူတော့ကျွန်တော်တို့တော်လိုင်းတက်ရဲ့အဲလှုပ်ရက်ဖြစ်ကျွန်တော်တို့သဘောထားလို့မရဘူး MND နဲ့လည်းမတူဘူးအဲတော့အခုတိုက်ပွဲတွေဆက်ဖြစ်လာတယ်ဆိုတာလေတကယ်တမ်းကျတော့ကျွန်တော်တို့ PDF တစ်ဖွဲ့လေးနဲ့မန်လေး PDF တစ်ဖွဲ့လေးနဲ့နော်ခုခံကာကွယ်မှုဆိုတာလည်းမဖြစ်နိုင်ပါဘူးအဲတော့ဆိုတာတိုက်ပွဲကအနေချင်းရှိတယ်တိုးတော်မျိုးပြင်ပါဒီလိုဖြစ်ရတာကလည်း TNL ရကနေပြီးတော့ဒီ PDF တွေကိုမျိုးပြင်ထွက်ပါလို့သူတို့ကမြစ်တာရခံထားတာ အဲ့ဒီအခြေအနေကြောင့်ဖြစ်လာဒါကြောင့်ဒီနောက်ဆုံးကို MNDAA ပေးရတာ ਨੇ နော်ဒီအဲမိုးရိုးဘုံမိတ်ကိုကျွန်တော်တို့ DNA ကပေးတာဟာအနေထားချင်းနိုင်ငံရေးသဘောထားချင်းမတူညီတာကိုတွေ့ရတယ်အဲ့လိုမတူညီမှုဆိုတာက DNA အနေနဲ့တော်လိုင်းရေးမဆန်ဘူးနော်နောက်ပြီးတော့ရန်သူမိတ်ဆွေမကွဲဘူးပေါ့ကွာရန်သူကိုရန်သူလိုသဘောထားတာသူ့ဟိုအဲ့ဒါအတွက်နော် ကိုမမိတ်အင်အားစုတွေအတွက်အကူအညီပေးဖို့ဘာညာဆိုတဲ့သဘောထားနေနေညှိနှိုင်းတာဒီဘာမှမရှိပဲအလွယ်တကူကြော့အင်ဆိုပြီးတော့ပေးလိုက်တာဖြစ်တဲ့အတွက် PNL ခေါင်းဆောင်ခွဲ့ရဲ့လောက်ရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအနေနဲ့ကဘယ်လို့မှဝေါ်ကြလက်ခံစရာအကြောင်းရှိဘူးကျွန်တော်တို့သုံးသပ်ပါတယ်ဟုတ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 ်ကဲ့ So MND နဲ့ပဲရှင်ပြောပါမယ်ကျွန်တော်က last show ပေးလိုက်တော့ညပြမှာအခုထိကသူတို့စတန်ဆုတ်ခိုင်းမယ်သူတို့မဆုတ်ဘူးလေဟုတ်တယ်လေ last show နဲ့ဒီပေါ်ကြ last show နဲ့ကျွန်တော်တို့ပဲဟိုဟိုပါလေ ဒီထိထားပါဘောနော်ဟိုဘယ်လိုခေါ်လဲစစ်တားဟိုညိုတမနေပြီးတော့အပြင်မှာသူတို့ထိထားတယ်ပေါ့အခုတင်းတော့ညိုပြမထွေးရဘူးလေတင်းလေကတော့ဘာမှထိမထားမလဲအခုပေးလိုက်တယ်ပေါ့တော့อืม now သူကသူ uniform နေတောင်ပေးပြီးတော့เนาะဟိုစစ်တပ်ကိုခုတ်သွင်းလာတယ်အဲ့တော့အဲ့လိုကကတော်လိုင်းအင်အားစုတည့်ရဲလုံရနဲ့ဂုံသိက္ခာကမတူဘူးဗျကျွန်တော်ဒါမှမဟုတ်ဒီကိစ္စကိုတော့တော်လိုင်းကောင်းဆောင်မှုတော့ DNL ကောင်းဆောင်မှုတော့ကျွန်တော်တို့အဲဝေဖန်ထုတ်ပြတင်တယ်လို့ယူဆလို့ကျွန်တော်ပြောတာပါဟုတ်ကဲ့ဆိုတော့အခုခေါ်သွင်းလာတော့အခု ်တဘောတွေကဘယ်လိုဆက်လုပ်မလဲတချို့ဆက်ဆံရေးထားပြီးတော့ပြန်ဆိုးသွားပြီလို့လည်းကြားရတော့ဗောနော်မုံမင်းကဖြစ်တယ်မုံမင်းကကမုံမင်းကအခုမုတ်ကုန်းမှာတော့ယူပြီးယူထားတော့တက်ွက်ဖြစ်တယ်ဗောနော်မုံမင်းကလည်းတက်ွက်ဖြစ်တယ်မုံမင်းကတော့ KYN ရှိတော့ KYN ရတော့အရင်ထဲကသူတို့သူတို့ရဲ့မှာမေး PDF နဲ့ KPDF ပြီး ABS တွေကိုကူညီပေးမယ်ပြောတာဗောမုံမင်းချင်းတော့မုတ်ကုန်းနဲ့ပါကွာလားဆရာအာဒူဒူပါပဲနော်ဘောကကူတောင်ရှင်းသေးတယ်နော်ယူနီဖောင်းတွေပေးပြီးတော့အော်ဒီစစ်ကောင်စီတက်တယ်တွန့်ထားတယ်နော်ဂျာနဲ့တရာကျော်လောက်တွန့်ထားတယ်ကူတောင်ရှင်းသေးတယ် ဲ့တော့သူအဲ့ဒီသဘောထားနှစ်ကိုလောက်ကြတာဗျာနော်အဲ့တော့ဆိုရွာကဟိုစစ်ကောင်စီကိုနည်းမြေပေးလိုက်တာမဟုတ်စစ်ကောင်စီကိုကျွန်တော်တို့ကျွန်တော်တို့ဒီနိုင်ငံကြီးရဒူးထောက်လိုက်တာဘယ်ယူဆအဲ့ဒါကြောင့်ပြရတယ်ဆိုရွာဟိုမုတ်မိတ်နဲ့မုတ်ကောမုတ်ကောမုတ်မိတ်ပေါ့နော်မုတ်မုတ်မိတ်မှာကြိုင်ရင်ရှိတော့ပြန်ထေးနိုင်မလားအဲ့ဒါဆိုရွာရှင်ရအဲ့လောက်မရှိပါဘူးဘာလို့လဲဆိုတော့ကိုတွဲလူကရန်သူနဲ့ကိုက ပူပေါင်းပြီးတော့နေမြေပေးဖို့ကိစ္စကိုလှုပ်လာတဲ့ခါကျတော့နောက်တစ်ခုကမိုးမိတ်ဆိုတာကြရရင်ရှိတယ်ဆိုတာအနေအချင်းပဲရှိမှာတကယ်ကြတော့တကယ်ကြတော့ဒီကပ်လူရဲ့အောက်ဖက်ကိုနော်ကြရရင်ကမျက်မျက်ဆရာမရှိနိုင်ဘူးအဲကြောင့်လဲဆိုတော့သူ့ကချင်ပြည်လွတ်မြောက်ရေးအတွက်သူ့အင်အားအများစုကိုသူကဘမောမှာသူကတိုက်ပွဲဝင်နေရတဲ့အနေအထားဖြစ်တာဒါကြောင့်မို့မျက်မျက်ဆရာမရှိပါဘူးအဲ့တော့ဒီထဲမှာ TNL ကဒီလိုပုံစံမျိုးစစ်တပ်ကိုခိုးသွင်းလာတဲ့ အနေထားမျိုးနဲ့ဆိုရင်ကြာရင်လည်းဘာမှတတ်နိုင်မှာမဟုတ်ပေါ့မျိုးပြင်ထွက်ရမှာထွက်နေပြီလို့လည်းကျွန်တော်သဘောပေါက်ပါတယ်ဟုတ်ကဲ့ဒါမှမဟုတ်အခု MND လုတ်သွားပုံကလုတ်သွားပုံနဲ့ဒီကျွန်တော်တို့လာရှုပ်ပေးရပုံနဲ့အခုဒီကျွန်တော်တို့မဟုတ်မမိတ်ပေးရတဲ့အနေထားဟာအတော်တော့တန်နယ်လေးရဲ့ကောင်းဆောင်မှုကျွန်တော်တို့ကဝေဖန်စရာဖြစ်ကိုလူရောဟုတ်သေးရဲ့လားဆိုတာကိုစဉ်းစားရမယ်အနေထားမျိုးတွေဖြစ်တယ်ဟိုဒါကတော့တော်တော်အဲသိုးရတဲ့နော်အလျှော့ပေးဖို့ဖြစ်တယ်လူတွေလည်းအဲ့လိုတော်တော်လေးဘယ်လိုခေါ်မလဲစိတ်ထဲမှာ ော်မကြည့်မကြည့်မလဲဖြစ်နေကြတော့ဗျာဆိုတော့ဟုတ်ကဲ့ညာကောင်းမဆိုင်ရခုအဲသူလည်းမတူဘူးနော်အမေဒီနဲ့တင်လေဒါလည်းလည်းတော့ကွာတော့ဗျဒါပေမဲ့အခုအမေဒီရောတင်လေရောရှမ်းမြောက်မှာအပြေးရလိုက်ပြီလို့ပြောလို့ရတော့ဗျနော်အဲ့တော့အဲ့ဒီကတားတဲ့ခေါ်ပြီးတော့ကျွန်တော်မန္တလေးပြည်ရထွတ်နေနေကြဗျာဘယ်မှာအဲကျွန်တော်တို့မတရားတို့တပိတ်ချင်းတို့ထုတ်ပြီးတော့အခုစစ်ကူဖဲတော့ရောက်လာတယ်လို့ကျွန်တော်ကြားတယ်ဆိုတော့ဒီအပြည့်ရမှုဒီနှစ်ဖွဲ့အပြည့်ရမှုကကျွန်တော်ရှမ်းမြောက်ပြည်မန္တလေးအညာပေါ့ဗျာစီးရီးချင်းတွေပါပြောင်းလဲဖြစ်သွားစေနိုင်ပါ့ ကြောင်းလဲသွားပြီလေအခုမန္တလေးမြောက်ပိုင်းမှာရှိတဲ့မိုးကုတ်မိုးအမင်းနဲ့မန္တလေးကြားထဲမှာရှိနေလွင်မြင်တစ်ခုလုံးကိုအခုကစစ်တပ်လက်ထက်ပေးလိုက်ရအောင်နော်အဲ့တော့မန္တလေး PDF တင်နေအဲဒီလိုအဲ့ဒီဒေတာတွေပြန်ပြီးတော့တိုက်ဖို့ဆိုတော့ကျွန်တော်တော့ဖြစ်နိုင်မယ်လို့သိပြီးတော့မထင်ပါဘူးအဲ့ဒီဒေတာတွေကဒီစစ်ကောင်စီရဲ့ရှုံးမမှုအောက်ကိုဒီဒေတာတွေကြောက်ရမယ်အဲ့ဒါအဲ့ဒါရဲ့အတိတ်ကပဲဆိုရှမ်းမန်းစစ်စင်ရေးမှာမန္တလေးသိမ့်ပိုင်းအစီအစဉ်ကတော့ကျွန်တော်နှုတ်ဆက်သွားပြီကျွန်တော်တို့ဘက်က နော်ပြိုကွဲသွားပြီအဲ့လိုပြိုကွဲတာကခုန DNL ရဲ့နော်မူမမှန်တဲ့လောက်ရတဲ့ကြောင့်ဖြစ်တယ်ပြုတ်ရဲ့နော်ပါဝင်ဆက်ဆက်ဖွဲ့မှုကြောင့်ဒီ DNL ကဒုက္ခမဟုတ်ပဲနဲ့နော်တကယ်လက်တွေ့အသေးပဲရပြောလို့ရှိရင်သူ့ကိုကျွန်တော်တို့မြောက်ပိုင်းမဟာမိတ် MNDA တို့ AA တို့ကမကူညီနိုင်တဲ့အခြေနောက်ပြီးတော့သူ့နဲ့ရန်ဖြစ်ထားတဲ့ကျွန်တော်တို့အဲ SSA SSA KIA အဲ့ဒီအခွဲကြီးကလည်းသူ့ကိုမကူတော့တဲ့အချိန်မှာစစ်တပ်နဲ့ပေါင်းပြီးတော့ ဒီ new dollar အင်အားစုတွေပြန်ပြီးတော့ရံဘက်လိုပြုတ်မှုလာတယ်ဆိုရဲအနေထားတွေ့ရတာလောစိတ်ကောင်းကြဖြစ်ပြီးတော့ new dollar ရဲ့မဟာဗျူဟာအရင်းနှီးမှုတရားကိုသူကသိဆောင်လာတာပဲကျွန်တော်တို့သုံးသပ်ပါတယ်အခုကတိုက်တန်တိုက်တန် monthly deposit ဆိုရင်ရှင်းပြနေရတယ်ဖြစ်တယ်နော်အဲ့တော့အဲဘယ်လုံးမမြအောင်အဲ့တော့အဲ့ဒီ data ကိုခုခံမှုကဘယ်နေရာပဲရှိတော့လဲဆိုတော့စကိုင်းကနေပြီးတော့ခုခံမှုပဲကျွန်တော်ရှိတော့ဟုတ်အဲ့တော့ဒဂိုင်းမခွေးနော်အများလွင်မြင်ကနေပြီးတော့ဒီ PNL လုတ်လိုက်တဲ့နော်ကျွန်တော်တို့ရှေးဘူဟာနော်အပြောင်းလဲကိုယ့်ဘက်ကအားနေသွားတယ်အနေနဲ့တရားအပေါ်မှာအညာဒေတာကိုဆက်လက်ပြီးဖြစ်ကောင်းစီရဆုံးမှုအဆုံးမှုဖို့အတွက်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီကတော့အာတေးပြရမိပါပဲနော်ကျွန်တော်တို့ဟိုဟောလေတောင်းထိုးစစ်တွေအမြောက်ထိုးစစ်တွေလုတ်တော့မှာပါဟုတ်အဲ့တော့ဆမ်းမင်းကျလို့ဆရာအခုဒီမှာ show check ခန့်တော့ဗျာဒီတင်လေလွတ်လာအဲ့မုတ်ကမုတ်မင်းနဲ့အခုသူဘယ်လောက်လဲလား၄၅၆လား၆လားလောက်ရှိမှာပေါ့ဒါပေမဲ့ဒီကြားထဲမှာအခုအခုလာပိုင်းထဲမှာတော့ဆရာကျွန်တော်တို့အဲ့ အဲ့မန္တလေးဆိုလဲကျွန်တော်မြင်းချံပဲပေါ့နော်မြင်းချံတောင်တာပဲအဲ့မကွေးစကိုင်းမကွေးစကိုင်းပေါ့မကွေးစကိုင်းမှာစစ်တောင်းလိုက်ပြိုးတဲ့တက်ခွေးတွေလည်းရှိလာတယ်အဲ့ဒါကြောင့်တစ်ခါမှဒီမုတ်ကမုံမေးဘက်မှာရှူးထွေးရှိမယ်ခုဖက်မှာကြောင်လည်းတိုးတက်လာလို့ပြောလို့ရမယ်ကျွန်တော်အဲ့လည်းလည်းလည်းပြော အင်အားသုံးစစ်ကြောင်းထိုးဝင်လာလို့မြစ်ချေဒေသခံ2000ဝန်းကျင်ထွက်ပြေးနေမကွေးတိုင်းမြစ်ချေမြို့အနီးကကြေးရွာတွေကိုစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ဒေသခံတွေတင်းရှောင်နေရတယ်လို့မြစ်ချေမြို့ခံတွေစီကသိရပါတယ်။ဒီဇင်ဘာ1ရက်ညနေ6နာရီမှာစတင်စစ်ကြောင်းထိုးလာတဲ့အင်အား300ခန့်ပါစစ်ကော်မရှင်တပ်ဖွဲ့တွေဟာစစ်ကြောင်းနှစ်ကြောင်းပေါင်းပြီးမြစ်ချေဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်ဒေသခံနှင့် တုညတုညတုညနီးပါတိန်းဆောင်နေရတယ်လို့ဆိုပါတယ်စစ်ကြောင်းထိုးလာတာကမနေ့ကညနေပိုင်းကစထိုးလာတာညောင်ဦးဘက်ကနေကားနှစ်စီးနဲ့လေစိတ်ကိုလာပြီးလေစိတ်ကနေလေနဲ့တဆင်စိတ်ခွာရွာဘက်ကိုကတ်တာအရှိဘက်ကလာတဲ့စစ်ကြောင်းနဲ့စိတ်ခွာဘက်ကလာတဲ့စစ်ကြောင်းနှစ်ကြောင်းပေါင်းပြီးမြစ်ခြေဘက်ကိုစစ်ကြောင်းထိုးလာတာ300လောက်တော့ရှိတယ်အင်အား100လောက်ကကျွန်းချောင်းလျက်စစ်တပ်အပိစက်ယုံတဲ့ကိုဝင်သွားတယ်လို့မြစ်ခြေဒေသခံတအူးကပြောပါတယ် ညောင်ဦးနဲ့စိတ်ခွာရွာကနေထွက်ခွာလာတဲ့အထက်ပါစစ်ကြောင်းဟာရခင်ကျွန်းချောင်းလျက်စစ်တပ်အားပေးဆက်ယုံမှာအထိုင်ချထားတဲ့စစ်ကော်မရှင်တပ်တွေနဲ့စခန်းချင်းမို့လာတာလို့သိရကြောင်းသူကဆက်ပြောပါတယ်ကျွန်းချောင်းလျက်စစ်တပ်အားပေးဆက်ယုံထဲမှာအထိုင်ချထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့စခန်းချင်းသာဘူနဲ့တပ်ဖွဲ့ဝင်ဟောင်းတွေအကုန်ချင်းသွားတာနေမြေချီနေရတိမ်းရှောင်နေရလို့ရှေ့ကိုတက်ကြည့်လို့မရသေးဘူးလို့ဆိုပါတယ် ခုလိုစစ်ကြောင်းထိုးတာကြောင့်မြစ်ချီမြို့အတွင်းကငှက်ပြောတော်ရွာမြို့ဆိုးရွာမိုးပလဲရွာအိုင်းကြီးရွာပေါက်တော်ရွာကန်ကြီးစုရွာတွေကဒေသခံတွေစစ်ဆောင်ထွက်ပြေးနေကြရတာပါလက်ရှိမှာစစ်ကြောင်းကကျုံကြောင်းလျက်စစ်တပ်အပိစက်ယုံတဲ့ကိုရောက်ရှိနေပြီးဒေသခံကာကွယ်ရေးတပ်တွေနဲ့စစ်ကော်မရှင်တပ်တွေလည်းတိုက်ပွဲဖြစ်နေတယ်လို့သိရကတိုက်ပွဲနဲ့ပတ်သက်တဲ့အခြေအနေတွေကိုတော့မြေလက်အတန်ကဆက်လက်စုံစမ်းနေပါတယ်ဆိုရှင်ကျွန်တော် NUG ရဲ့နော်ထွေထွေထိုးစစ်ဆိုတဲ့ကိစ္စကိုပြောရမယ့်အနေအထားဖြစ်အဲ့တော့ NUG အာသူ့အောက်မှာ လက်နက်ကင်တပ်ဖွဲ့တိုင်ရင်300ရှိတယ်ပြောတယ်။နော်။အခုကအထွေထွေထိုးစစ်လုပ်မယ်လို့လဲကြေညာတယ်ပေါ့ဗျ။နော်။ဒါပေမဲ့ NUG ရဲ့ကျွန်တော်တို့အညာဒေသမှာရှိနေတဲ့တော်လိုင်းရင်အားစုတွေကိုကျွန်တော်တို့နော်ကျွန်တော်တို့မလာပြူဟာကြကြစီယုံပြီးတော့စစ်ကောင်စီကိုခုခံတိုက်ခိုက်တဲ့လှုပ်ရှားမှုတစ်ခုလုံးကထွက်မလာဘူး။ထွက်မလာဘဲနဲ့ NUG ကဘာတွေထွက်လာနေလဲဆိုတော့ဒီဟိုဘော အဲဦးမောင်ဝင်းခိုင်တန်းဝင်းကြီးချုပ်ရင်ကျောင်းကအဲ NUG ရဲ့လုပ်ငန်းတွေအားလုံးကိုချက်ချာဖြစ်တယ်ဆိုတော့အဲ့ဒီရုံးဖွဲ့ရဲ့ကတောင်းငင်းနဲ့အာနာလွဲသုံးစားလုပ်မှုငွေကြီးလုံးသွဲလွဲသုံးစားမှုတွေဖက်ပေါ်လာတဲ့အောင်မှာကျွန်တော်တို့အညာဒေတာကတော့ NUG ကနေပြီးတော့ဆင်နွှဲမယ်ဆိုတဲ့ထုတ်ပြန်တာလည်းညံထားတော့ဒါပေမဲ့အညာဒေတာမှာတခြားလုံးစီဝေးအင်အားစိတ်ဓာတ်အင်အားနော်အဲတိုက်ပွဲအတွက်ယူကောင်းတဲ့ခရိုင်တချို့ရှိပါတယ် အဲ့ဒီခရိုင်တွေကတော့ကျွန်တော်တို့တကူကအာမုံရွာခရိုင်မြင်းချင်းမြင်းရဲ့နောက်ဖက်ခံကနော်ကျွန်တော်တို့ဘုံနဂါတို့တော့ဟိုဘာလို့ PL တို့တိုက်ပွဲတွေ့ကြုံရှိတဲ့အင်အားစုတွေအဲ့ဒီလှုပ်ရှားမှုတွေကနော် NUG ပြောပြောမပြောပြောတိုက်မှာပဲတိုက်လဲတိုက်နေကြလားအလားတူရှင်ဘုခရိုင်ကလည်းအဲ့လိုရှင်ဘုခရိုင်ကအထူးဖြင့်ဝက်လက်ပေါ့နော်ဟုတ်တယ်ဟုတ်ဝက်လက်ကအကြီးကျယ်ဆုံးဖြစ်စီကံတယ်ဒါပေမဲ့ဝက်လက်ကအပြင်းထန်ဆုံးတုံ့ပြန်တိုက်ခိုက်နောက်ခံတို့ကမြင်ညာအင်း အဲ့ဒီမှာရှိနေတဲ့အင်အားစုတွေကတော့တိုက်နေကြ။ဒါပေမဲ့အဲ့ဒါတွေက NUG ရဲ့အထွေထွေထိုးစစ်မဟုတ်ပါဘူး။ထွေထွေထိုးစစ်လည်းမဟုတ်ဘူး။ NUG ရဲ့အစီအစဉ်တွေလည်းဟုတ်ပုံမရ။ကိုဒေတာတွေဝင်လာတဲ့အစိုးရစစ်ကြောင်းတွေကိုနော်ကျွန်တော်တို့ပူးပေါင်းပြီးတော့တိုက်ခိုက်တာဖြစ်တယ်။အဲ့ဒီတိုက်ပွဲတိုက်ပွဲတွေကနော်ကျွန်တော်တို့ခြေမုံရဲ့လက္ခဏာဆောင်တဲ့တိုက်ပွဲတွေဖြစ်ပြီးတော့ဒီကာလအတွင်းမှာခြေမုံရဲ့တိုက်ပွဲ၃ပွဲလောက်တိုက်တယ်။ဟုတ်တယ်။ဒါမဲ့ NUG ရဲ့တခုလုံးအစီအစဉ်တော့မဟုတ်ဘူးလို့ကျွန်တော်တို့ယူဆ။ပြောတယ်လည်းမကြဘူး။ ပညာဒေတာရဲ့ကုတ်ဒေတာတွေဝင်လာတဲ့အင်အားစုကိုစုစည်းပြီးတော့တိုက်ခိုက်ပေးမယ်နော်အခုကဘာဖြစ်သွားလဲဆိုအခုကအထွေထွေထိုးစစ်ဆင်တွဲဖို့အတွက်ကျွန်တော်ပြန်လည်ထိုးစစ်ကာလကိုဝင်ရောက်ရမယ်အစားအညာဒေတာရဲ့စီးရီးကဘာဖြစ်သွားပြီလဲဆိုတော့အညာအညာဒေတာရဲ့စီးရီးနော်ကျွန်တော်တို့ကြောက်ကြားစစ်ကိုပြန်ပြီးတော့ရှောက်ကြားကြောက်ကြစင်မဟာပြူဝါထဲမှာချိန်ပုံရိပ်တိုက်နိုင်တဲ့ခရိုင်၃ခရိုင်ရှိတယ်။ဟုတ်။ဘုံရောင်းနောက်ပဲကန်ရင်ကျွန်တော်တို့ ခုနကရွှေဘုခရိုင်ရေနော်အနောက်ပြီးတော့ကျွန်တော်မြင်ညာအဲ့ဒီနေရာတွေကအင်အားစုတွေကတော့စစ်တိုင်းဒါပေမဲ့အဲ့ဒီလိုတိုက်တိုက်ခိုက်မှုဟာဒီကျွန်တော်တို့အဲရွှေဘုတော်လန်ရေးရဲ့နော်အင်အားစုတွေကိုကျွန်တော်တို့ကမျိုးတော်လိုင်းရဲ့အင်အားစုတွေစုစည်းပြီးတော့နော်မဟာပြူဟာကြတဲ့နော်စီးအလှည့်ပြောင်းလုပ်နိုင်လားဆိုတော့မလုပ်နိုင်ပါဘူး။အဲလိုက်ကိုကကိုနော်တုံ့ပြန်ထိုးစစ်ဝင်ရောက်လာတဲ့စစ်ကြောင်းတွေကို တိုက်ခိုက်နိုင်တာပဲရှိဟုတ်ကဲ့ညိုသိမ့်မှုလည်းမစင်းစားနိုင်ဘူးအင်းဆိုတော့ကမဟာဗျူဟာရနောက်ဆုံးရတဲ့ကာလဖြစ်တယ်အဲတော့ပြန်လန်ထိုးစစ်အဆင့်ကနေပြီးတော့အခုကြောက်ကြားစစ်ကူပြန်ပြီးတော့ဆင်းရတာလည်းလူဖြစ်ရတဲ့အကြောင်းက NUG ရဲ့တာဝန်မဲ့မှုတာဝန်ခံနိုင်မှုအားနည်းပြီးတော့ NUG ဟာစီးရဲရခေါင်းမဆောင်နိုင်တဲ့အနေအထားကြောင့်ဒေသလိုက်တိုက်ပွဲတွေဖြစ်နေအဲတော့ကျွန်တော်တို့ဒီလိုစဉ်းစားနေနေတော့ကျွန်တော်တို့တော့လို့မရအခုကိုကျွန်တော်တို့မန္တလေး ဟိုတိတ်ပိုက်ရေလှုပ်ရှားမှုအစီအစဉ်ကိုကျွန်တော်နောက်ဆုံးလေ့လာမန်လေးပြီးလို့ရှိရင်ကျွန်တော်တို့အောက်ကမိတ်ချီလာတို့ဘာလို့ဘယ်လိုမှကျွန်တော်တို့ဝင်ဖို့အခြေအနေကြောင်းချက်လည်းမရှိအဲအဲ့တော့ကျွန်တော်တို့ကအခုရေးကြီးလိုအပ်တာဘာလဲဆိုတော့ဒီဒီလက်ရှိအခြေအနေအတွင်းမှာအညာဒေတာမှာရှိနေတဲ့တပ်ပေါင်းစုတွေကိုကျွန်တော် အာအညာဒေတာမှာရှိနေဒေါ်လာရင်းအင်အားစုတွေကိုအညာဒေတာတပ်ပေါင်းစုပြည်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 ဖြစ်ဖို့အတွက်ဘယ်အင်အားစုကခေါင်းဆောင်ပြီးလုပ်မလဲဆိုတဲ့ကိစ္စအညာဒေတာရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီးအဆုံးဖြတ်ပေးမယ့်အနေအထားဖြစ်တယ်။ဟုတ်ဟုတ် တော့အဲ့ဒီချိန်ဒီကုန်းခြုံလိုက်လို့ရှိရင်အခုကကျွန်တော်တို့ຫນွေဥဒေါ်လာရေးကနော်ကျွန်တော်တားလျှော့သွားပြီလားတားလျှော့လို့ပြီးပြီလို့ကျွန်တော်ပြောပါဗျာနိုင်ငံတကာကတော့အဲ့ဒါကိုနိုင်ငံတကာကတော့အဲ့ဒါကိုဘာပြောလဲဆိုတော့ face ဖြစ်လူပြီးပြီလို့ပြောနေတာအဲ့တော့အဲ့ဒါကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့အညာမှာရှိနေတဲ့အင်အားစုကျွန်တော်တို့မြန်မာတပ်ပေါင်းစုဖွင့်နိုင်ဖို့အတွက်ကြိုးပမ်းမယ်အဲ့ဒါအတွက် NUG ရဲ့ TA အောက်မှာရှိတဲ့အင်အားစုနောက်ပြီးတော့အဲတီဂျာ နော်ပလေးဖျက်နေတယ်နော်ကျွန်တော်တို့ဟိုအင်အားစုတွေဘုံတကားတို့နော်မောင်းဆောင်ကားတို့သူတို့အင်အားစုဒီအင်အားစုတွေနဲ့စုကြည့်ပြီးတော့ကျွန်တော်ညင်တော့တဲ့အဲကျွန်တော်အညာတပေါင်းစုနော်ခုခံစစ်ကိုကျွန်တော်တို့မလုပ်နိုင်ဘူးဆိုလို့ရှိရင်အညာဒေသကကျွန်တော်တို့စစ်ကောင်စီရဲ့လက်အောက်ကိုတက်ရောက်သွားမယ်ဒီကျွန်တော်အဲတော့ကျွန်တော်တို့ဘာပြန်ဖြစ်သွားမလဲဆိုရှင်ရေးစ조사ရပြောပြောလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့က80ရန်သူကစစ်ကောင်ကောင်ရှင်က30အခုကဘယ်အောင်များပြန်ဖြစ်တော့မှာ ကိုက30သူက80ဖြစ်တော့อืมအဲ့တော့အဲ့ဒီချိန်ကြီးကာကွယ်မှုအတွက်ညီညွတ်တဲ့ဟုတ်ကိုက်စိတ်ခိုက်စိတ်ပြင်းထန်တဲ့ချက်နိုင်တိုင်အန္တသိရေးစိတ်ဓာတ်နဲ့စူးစီးညီညွတ်စွာဖွဲ့စည်းထားတဲ့မြန်မာအမျိုးသားတပ်ပေါင်းစုတရားကျွန်တော်တို့ဖွဲ့စည်းနိုင်မှုတွေအညာဒေသမှာရှိတဲ့အင်အားစုခေါင်းဆောင်တွေခေါင်းချင်းရိုက်ပြီးတော့ထူထောင်ကြမှာအဲ့ဒီပုံမှာချင်းချင်းပူးတွဲတိုက်လာတဲ့ပုံမှာဘယ်သူကနော်စီရေးကောင်းဆောင်တဲ့နဲ့ဘယ်သူကနိုင်ငံရေးကောင်းဆောင်တဲ့ဆိုတဲ့ကိစ္စကို ဥပဝင်လည်းလည်းဆွေးနွေးကြဘူးတစ်ချိန်တည်းမှာ NUG ရဲ့အထွေထွေထိုးစစ်ကိုမျှော်လင့်မနေဘဲနဲ့ NUG အောက်မှာရှိနေတဲ့အင်အားစုတွေနဲ့ပူးပေါင်းနိုင်ဖို့အတွက်ကြိုးပမ်းဖို့လိုတယ်လို့ယူဆပါတယ်အဲ့လိုမလုပ်နိုင်လို့ရှိရင်ကျွန်တော်တို့အာနွေဦးတော်လန်ကြီးဟာတော့ဒီအနေနဲ့ကျွန်တော်တို့ကြုံရတော့မယ်အနေထားဖြစ်ပါတယ်အဲ့ဒီအနေထားကိုကယ်တင်ဖို့ဟိုကျွန်တော်တို့အညာဒေသမှာရှိနေမျှော်လင့်နေဘသူတွေကဘယ်လိုကောင်းဆောင်ပြီးလုပ်ကြမယ်ဆိုတော့ပုံမှန်လေးလေးကျွန်တော်တို့တိုင်ပင်ဆွေးနွေးတင်ပါတယ်ဘုန်းကားတို့ဘောဆောင်ခါတို့ နော် BBLA တို့ BLA တို့နော်စူးစီးပြီးတော့ကျွန်တော်တို့ဟုတ်ကဲ့ညာဒေသတပေါင်းစုကြီးဖွဲ့ဖို့လိုနေပြီလို့ကျွန်တော်ပြောပြရစီ